်မင်္ဂလာပါရှင်ဖဲခုံနဲ့တမောဆိုထတ်တူဆစ်ဆောင်တွေအတွဲယာယီတဲ့အလုံးနေရာကို IC ကိုငေးပေးတဲ့တရင်ကိုတင်ဆက်ပေးချင်ပါတယ်ရှင်ကရနေပြေချာကလာအုတ်ချွေကောင်စီ IAC ရဲ့လူသားချင်းစာနာထောက်ထားရေးနဲ့ပြည်လဲထူထောင်ရေးဌာနကဖဲခုံမြို့နယ်နဲ့ဒမိုးဆုံမြို့နယ်အတွင်းကနေထပ်မံတင်ဆောင်လာတဲ့ဆစ်ဆောင်တွေအတွေ့ရှားရည်တဲ့အလုံးနေရာကုငီပေးခဲ့တယ်လို့ထုတ်ပြန်ချပါတယ်။ 2025ခုနှစ်စုံလာစံပိုင်းကစပြီးစစ်တရဲ့ထိုးစစ်ကြောင်းစစ်ပေတင်းဆောင်ခရရတဲ့ဖဲခုံမြို့နယ်နဲ့ဒမော့ဆိုမြို့နယ်အတွင်းမှာရှိတဲ့ထပ်သူစစ်ဆောင်ဦးရေတထောင်ဝန်းကျင်အတွဲယာယီတဲ့အလုံးနေရအားကုငီပေးခဲ့တယ်လို့ဆိုထားပါတယ်။ပြီးခဲ့တဲ့စုံလာ၂ရက်နေ့ကစပြီးစစ်တပ်နဲ့ပြန်လို့တို့ကဖဲခုံရဲ့အရှိဖက်ကန်ကိုအင်အားအလုံးအင်းနဲ့စစ်ကြောင်ထိုးလာခဲ့တာကြောင့်ဖဲခုံအရှိဖက်ချမ်းမှာရှိတဲ့ ဒေတာခံပြတူတောင်းနဲ့ချေစပေးသိမ်းဆောင်ခဲ့ရပါတယ်။အဲဒီနောက်ဆွန်လာလနေရနေမှာစစ်တပ်ကမိုးပြမြုပ်ကိုပြန်လည်ထိန်းချုပ်ခဲ့ပြီးဖဲခုံမိုးပြလိုက်ကိုလမ်းမကြီးကိုဆွန်လာလ10ရက်နေမှာထိန်းချုပ်ခဲ့တာကြောင့်ဖဲခုံရဲ့အရှိဖက်ကံကဒေတာခံထောင်နဲ့ချေပိန်မိနေခဲ့ပါတယ်။ဆွန်လာလ25ရက်နေ့ကစပြီးစစ်တပ်ကလိုက်ကိုမြုပ်နယ်ဖက်ကနေဖျားနေကြီးရအနည်းကိုစစ်ကြောင်ထိုးလာတာကြောင့်နမ်မဲ့ကွန်မြူနယ်အတွင်းမှာရှိတဲ့ ဒေတာခံတွင်စစ်ဘေးတင်ဆောင်ခဲ့ရပါတယ်။လက်ရှိမှာဂရနေပြင်းနယ်ကိုစစ်တပ်ကဖဲခွန်မိုးပြဲဒမော့ဆိုအစရှိတဲ့စစ်မျက်နှာတုံးခုကနေဆက်ကြောင်ထိုးနေတာကြောင့်စစ်ဘေးရှောင်ဥယျပုံမများပြားလာပြီးစစ်ရှောင်တွေအတွေ့စားနပ်ရိတ်ခါတွေလိုအပ်လျက်ရှိနေပါတယ်ရှင်။